Hi SDA ကြက်ကလေးကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုမှာတော့ CPU ဈေးကွက်ရဲ့အကြီးဆုံး player နှစ်ခုဖြစ်တဲ့ Intel နဲ့ AMD တို့ရဲ့အားသာချက်အားနည်းချက်တွေကိုအလွယ်တကူတိရှိသွားအောင်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် Intel လား AMD လားရွေးချယ်ဖို့စဉ်းစားနေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကအခုနေဖြစ်မှာပါဒါဆိုစလိုက်ကြရအောင် အင်ဒီယန်နဲ့ EMB ကုမ္ပဏီနှစ်ခုက CPU ထုတ်တဲ့အပြင်ပူတာနဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်းထုတ်ပါတယ်။ Laptop CPU နဲ့ Desktop CPU ကမတူပါဘူး။ကျွန်တော်တို့အခုလေ့လာကြည့်မှာက Desktop CPU အပိုင်းမှာအရင်ကဆိုရင် Intel က EMB ထက်အများကြီးကောင်းပါတယ်။ Performance ပိုင်းမှာပဲဖြစ်ဖြစ်အပူချိန်ပိုင်းမှာပဲဖြစ်ဖြစ်ကြီးရွှေရဲ့အပိုင်းမှာပဲဖြစ်ဖြစ်အများကြီးကောင်းပါတယ်။ AJCBU ရဲ့ဖောက်လာတဲ့ generation တစ်ခုနဲ့တစ်ခုမှာ performance ပိုင်းကတိတိကျကျကွဲပြားသွားတာမျိုးမရှိဘူး2000ခုနှစ်မှာပြပြပြဖြစ်တဲ့ AMD Ryzen ထွက်လာတဲ့အခါမှာ Intel ရဲ့7 gen နဲ့8 gen CPU performance တွေဟာအများကြီးကွာလာတာကိုတွေ့ရတဲ့ AJCBU က laptop နဲ့ desktop အပိုင်းမှာနှိမ့်ပေါင်းများစွာအသုံးပြုနေတဲ့အတွက် gaming software company တွေက Intel ကိုဦးတည်ပြီးထုတ်ပါတယ် ဒါကြောင့်ဆော့ဝဲတွေဂိမ်းတွေကအင်တင်မှာတုံးရတာအဆင်ပြေပါတယ်။ CPU မှာကီပါရဲ CPU မှာ overclock ရပါမယ်။ overclock ပြုလုပ်ရင်လည်းဈေးအများဆုံး motherboard Z CPU မှာရပါမယ်။ Intel CPU က14 nanometer size ရှိပါတယ်။ ီကအင်ဂျင်နီယာဈေးတက်တာပါပဲ AMCBU ကဘယ်စီယူပဲဖြစ်ဖြစ် overclock ပြုလုပ်လို့ရပါတယ် overclock ပြုလုပ်ရင်လည်းဈေးအနည်းဆုံးမှာတော့ PCE ကနေပြီးတော့ရပါတယ် overclock ပြုလုပ်မယ်ဆိုရင် AMCBU ကဟိုတန်ပါတယ် AMD Ryzen CPU က 7nm size ရှိပါတယ် Intel မှာက 14nm size ပါ nanometer size 14တွေထည့်ရတဲ့ပစ္စည်းပုံများလीပါများလိုက်ရင်အလုပ်တော့ရတာပုံမြင်ပါတယ် ဥပမာလူဒီရောက်အလုပ်လုပ်တဲ့နှုံနဲ့လူစင်ရောက်အလုပ်လုပ်တဲ့နှုံကမတူပါဘူး Ryzen 3000 series က Ryzen 5000 series ကမြီးအသုံးတာနည်းတယ်လို့ performance ပိုင်းနဲ့ပြည်သိတာပေါင်းလာပါရဲ့ AMD CPU တွေက single core performance မှာ Intel ကိုမမီသေးပါဘူး gaming အတွက် Intel ကနည်းနည်းတာပါတယ် AMD CPU တွေက CPU software တချို့နဲ့ compatibility ညံ့တတ်ပါတယ် ကဲဆိုမယ် graphic ကိုလည်းအတင်းနဲ့သုံးမယ်ဆိုရင်ဥပမာ GTA 1660ကနေ RTX 1060အလောက်ပိုင်းဆိုရင် i5 ကအတော်ပါပဲ game ကို resolution 1060ရဲ့144 hertz monitor နဲ့ဆော့မယ်ဆိုရင်ဈေးကလည်းတော်ရဲ့300လည်းတန်ပါတယ်။လေးဆုံးအဆင်ပြေပါလေပြောပါမယ်။ video editing လုပ်မယ် CPU ကိုများတဲ့အပိုင်းဆိုရင် Ryzen 5000 series ကစပီပိုင်းပိုကောင်းပါတယ်။ PCIe SSD 4GB CPU တွေကအာ6000 MB/s ပုံမြင်ပါတယ်။အရန်ကြမ်းတဲ့ဂိမ်းရေးစွန့်မယ် graphic အပိုင်း graphic အမြင့်ပိုင်းတွေယူရမယ်ဆိုရင် Ryzen 5600H Ryzen 5900H တို့ကပိုကောင်းပါတယ်။ဒါဆို Intel နဲ့ AMD CPU တွေရဲ့အားသားချက်အားနည်းချက်တွေကိုနားလည်လောက်ပြီးထင်ပါရယ်။ဘယ်စီပီယူရေးမလဲဆိုတာလိုအပ်ချက်ပေါ်မူတည်ပါရယ်။ ဒီ video လေးကို like နဲ့ share လုပ်ပြပါနောက်ထပ် test ကြောင်းလေးတီးချင်ရင်လည်း channel ကို subscribe လုပ်ထားပါကျေးဇူးတင်ပါတယ်